ကဘာဦးကျန်းအခန်းကြီးခုနှစ်အခန်းငယ်တင်မ24တို့နောက်ပြတ်ခင်ဒီနော်အေးကိုတဖန်မိတ်တော်မူပြန်ဒီကဒီကာလအမျိုးတွင်တင်းဒီငါရှိ၌ဖြောင့်မတ်ကြောင်းကိုငါတိမြင်သည်ဖြစ်၍တင်းဤအိမ်သူအိမ်သားအပေါင်းတို့နှင့်တကွတင်မောထဲတို့ဝင်ကြလော့ရေကြီးပေါ်မှာတရိတ်ဆက်အမျိုးမပြတ်ဆက်နွယ်စေခြင်းကစင်ကြဲသောသားမျိုးတစ်မျိုးတစ်မျိုးတွင် အထီးအမှားခုနှစ်စုံစီမစင်ကြဲသောသားမျိုး တစ်မျိုးတစ်မျိုးတွင်လည်းအထီးမှ၂ဆုံစီဟိုကောင်းကင်ငယ်တစ်မျိုးတစ်မျိုးတွင်လည်းအထီးမှ၇ဆုံစီအတီးတီးတို့ကိုတည်ယူရမည်အကြမှုကယနေ့မှစ၍ခုနှစ်ရက်စေလင်အရက်40ပတ်လုံးမြေကြီးပေါ်တို့မိုးရွာစေမည်ငါဖန်ဆင်းသောတတ္တဝအပေါင်းတို့ကိုမြေကြီးမျက်နာပေါ်မှငါပယ်ရှင်းမည်ဟုသာရဘုရားမှာထားတော်မူ၏မှာထားတော်မူသည့်အတိုင်းလဲနောအေးပြုလေ၏မြေကြီးကို ရေလွှမ်းမိုးသောအခါ နောအေးသည်အသက်600ရှိသည်ရေလွှမ်းမိုးခြင်းပေးကြောင့်နောအေးဒီမိမိသားမယားချွေးမများနေတကွသင်မောထံတို့ဝင်၍ဖျားခင်မထားတော်မူသည့်အတိုင်းစင်ကြဲသောတာမစင်ကြဲသောတာငှက်များနှင့်ဤပေါ်မှာတွားတက်သောတရိษံများအထက်က အထီးအမအစုံတို့သည်နောအေးနှင့်အတူသင်မောထဲတို့ဝင်ကြ၏ခုနှစ်ရက်စေသောအခါလွှမ်းမိုးအပ်တော်ရည်သည်မြေပေါ်မှာပေါ်လာ၏ နော်အေးအသက်600စေသောနှစ်ဒုတိယလ18ရက်နေ့တွင်ကြီးစွာသောနနေရာရေပောက်ရေတွင်းတို့၏အစိတားရှိသမျှတို့ကိုပယ်ရှင်၍မိုးကောင်းငင်ပြုံဝတ်များကိုဖွင့်တဖြင့်အရက်40ပတ်လုံးမြေကြီးပေါ်မှမိုးရွာလေ၏ထိုနေ့ရက်တွင် နော်အေးနှင့်မိမိမယားမှစ၍ရှေမဟာမရဖက်တီးဟူသော နော်အေးသား၃ယောက်ချွေးမ၃ယောက်တို့သည်တင်မောထဲတို့ဝင်ကြ၏တားရဲမျိုးတားရင်မျိုး မိဘမှာတွားတက်သောတရိษံမျိုး ပြန်တက်သောကြက်ငှက်မျိုး အတက်ရှင်သောတရိษံအမျိုးမျိုးပေါင်းတို့ထဲကအထီးမှစုံတို့သည်နောအေးနှင့်အတူတင်မောထဲသို့ဝင်ကြလေ၏ထို့သောနောအေးကိုဖျားသခင်မှာထားတော်မူသည့်အတိုင်းဝင်သောတရိษံတို့သည်ခတိန်သောတရိษံတို့ထဲကအထီးမှစုံလဲဝင်ကြ၏သာရဖျားတည်းလဲနောအေးကိုအထဲမှာပိတ်ထားတော်မူ၏။ရင်လွှဲမိုးခြင်းသည်အရက်၄၀ပတ်လုံးမြေကြီးပေါ်မှာအစဉ်တိုင်းတိုးတက်၍ သင်္ဘောကိုမြေမှခွာလဲဆောင်ယူလေတဖန်ရေဒီအာကြီး၍မြေကြီးပေါ်မှာအလွန်တိုးတက်သဖြင့်သင်္ဘောဒီရေမျက်နာပေါ်မှာရေမျက်နာပေါ်၌မျောလျက်နေလေ၏နောက်တဖန်ရေဒီမြေကြီးပေါ်မှာအလွန်အာကြီးသဖြင့်မိုးကောက်ကင်အောက်၌ရှိတရတော်တောင်ကြီးအပေါင်းတို့သည်မြုပ်ကြ၏ရေမြုပ်သောတောင်တို့အထက်၌လွှမ်းတတ်သောရေသည်၁၅တောင်ရှိသည်မြေပေါ်မှာလှောက်ရှားတတ်သောတရိတ်ဆန်မျိုးတည်းဟုသော ငဲ့သားရင်သားရဲ့မြေပေါ်မှာတွားတတ်တော်တိတ်ဆက်အပေါင်းတို့နဲ့လူအပေါင်းတို့ဒီတေကြကုန်၏အတက်ရှူလျက်ကုန်းပေါ်မှာရှိလေသမျှတို့ဒီတေကြကုန်၏မြေမျက်နာပေါ်၌ရှိသောလူဖြစ်စေသားဖြစ်စေတွားတတ်တော်အရာဖြစ်စေမိုးကောင်းကင်ငဲ့ဖြစ်စေအတက်ရှင်သောအရာရှိရှိသမျှတို့ကိုမြေကြီးပေါ်ကပယ်ရှင်းတော်မူ၍ပျက်စီးကွယ်ပြောက်ခြင်းတို့ရောက်ကြကုန်၏ နောအေမဆာ၍နောအေနှင့်အတူသင်္ဘောထဲ၌ရှိသောသူတို့သည်ကြံ့ကျွင်းကြလေ၏ယေဒီလည်းမြေကြီးပေါ်မှရက်ပေါင်း150ပတ်လုံးအားကြီးစွာတည်လေ၏အတော်သောနှုတ်ကပတ်တော်အားဖြင့်အယောက်စီတိုင်းကိုဘုရားသခင်ကြွယ်ဝစွာကောင်းကြီးမင်္ဂလာချပေးတော်လောင်းပါစေအာမင်